မင်္ဂလာပါအခုချိန်ကစပြီးတော့ဧပြီလ24ရက်နေ့ညနေပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမိပါကိုကဘာဘာသာပဲဖြစ်ဖြစ်ဒီကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတော့ယုံကြည်မှုတွေကလူအတော်များများမှာရှိကြပါတယ်အဲ့ဒီအဲထဲမှာဗုဒ္ဓဘာသာဝင်တွေစီမှာတော့ဒီဟို ဝင့်လေတဲ့ဆိုတော့အယူဆလေးတွေတချို့ရှိကြပါတယ်ဒီယုံကြည်မှုတချို့ရှိတယ်ပေါ့နော်ဆိုတော့အခုပြောပြမဲ့သတင်းကဒီလိုမျိုးဝင့်လေတဲ့ဆိုတော့ယုံကြည်မှုနဲ့သက်ဆိုင်တဲ့ဟိုသတင်းလို့လည်းပြောရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီစကိုင်းတိုင်းအဲအင်းတော်မျိုးနယ်ဘက်မှာအရက်သားတွေနဲ့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကိုရရဆက်ဆက်ဖမ်းဆီးပြီးတော့တပ်ဖြတ်ခဲ့တဲ့စစ်ကောင်စီလက်အောက်ခံအဖွဲ့ဝင်အယောက်30ကျော်ကိုတော်လိုင်းရေးအဖွဲ့တွေကဖမ်းဆီးပြီးတော့အေးအေးယူမှုတွေလုပ်နေတဲ့သတင်းဖြစ်ပါတယ် ဖန်စည်းခံထားတဲ့သူတွေထဲမှာတော့စစ်တပ်ရဲ့တောက်တိုင်တွေဖြစ်တဲ့ဒီထွေအုပ်ဝန်ထမ်းတွေပြီးတော့မြို့နယ်အုပ်ချုပ်ရေးမှူးပြူစောတိအဖွဲ့ဝင်တွေနဲ့ရှမ်းနီတပ်မတော်က SNA တပ်ဖွဲ့ဝင်တွေပါဝင်ကြပါတယ်။အင်းတော်မြို့သိမ်းတိုက်ပွဲထဲမှာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဖန်စည်းရရှိခဲ့တာဖြစ်ပြီးတော့သူတို့အားလုံးကိုတိုင်းဌာနချုပ်ကိုပို့ဆောင်ထားပြီးလို့လဲပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ နောက်ထပ်သတင်းအနေနဲ့ကတော့ပဋိပက္ခနဲ့သက်ဆိုင်တဲ့သတင်းတွေကိုစူးစီးပြီးတော့ပြောပြသွားပါမယ်။အာဒီအပြည့်ရထတ်တိုးဖို့အတွက်ကြေညာထားတဲ့စစ်ကောင်စီတပ်ကရွာတရွာမှာရှိတဲ့ဆေးပေးခန်းကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး၃ယောက်အပါအဝင်အရတား၅ယောက်ထိမှန်ပြီးတော့တေဆုံးခဲ့ပါတယ်။ စကိုင်းတိုင်းရှိဖို့ခရိုင်တပဲရင်မြို့နယ်လလုံတောင်ရွာကစီပီကန်ကိုဧပြီလ23ရက်နေ့မနက်10:00နာရီကျော်အချိန်လောက်မှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲတက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ရွာလယ်မှာရှိတဲ့စီပီကန်နာတဝိုက်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။တိုက်ဆုံသွားတဲ့သူတွေထဲမှာဆိုရင်အသက်73နှစ်အရွယ်မိန်းကလေးငယ်တစ်ယောက်လည်းပါပါတယ်။ ်စစ်တွေမျိုးပေါ်ကိုစစ်ပေးရှောင်လာကြတဲ့အရက်သား34ယောက်ဟာဆိုရင် ပေါတော်မျိုးနယ်ဘက်ကိုသွားဖို့အတွက်လုံနေတဲ့အချိန်ဒီဧပြီလ22ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီတပ်ကဖမ်းဆီးသွားတာဖြစ်တယ်လို့နှိဆက်သူတယောက်ကပြောပါတယ် အရခတ်တက်တော် AA ကထိန်းချုပ်ထားတဲ့ပေါတော်မျိုးနယ်ဘက်ကိုသွားဖို့အတွက်ဒီစစ်တွေမျိုးမှာရှိတဲ့မိဇံရက်ွက်ကစိတ်ကမ်းမှာဆက်လီစောင့်နေတဲ့အချိန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ALP တပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားကြတာဖြစ်ပါတယ်။တိုက်ပွဲတွေဖြစ်ပွားနေတဲ့မြန်မာနိုင်ငံတဲကကြေးလက်ဒေသတွေမှာဒီစစ်လက်ချံပစ္စည်းတွေပြီးတော့လက်ပစ်ပုံမြေမြုပ်မိုင်းတွေပောက်ကွဲပြီးတော့ကလေးငယ်တွေထိခိုက်သေးဆုံးတာဒဏ်ရာရတဲ့ဖြစ်စဉ်တွေမကြာခဏဖြစ်နေပါတယ်။ရှမ်းမြောက်ဒေသကနမ်ဆန်မြို့နယ်ထဲမှာရှိတဲ့ဒီ ီးအရှိလုံတောက်ရွာမှာမပေါက်ကွဲသေးတဲ့လက်ပစ်ပုံးကိုတွေ့ပြီးတော့ကလေးတွေယူဆော့ရာကနေပေါက်ကွဲမှုဖြစ်ပြီးကလေးနှစ်ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ဆိုတော့အသက်၅နှစ်အရွယ်နဲ့အသက်၈နှစ်အရွယ်မောင်နှမနှစ်ယောက်ဟာဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာပါ။ ဧပြီလ20ရက်နေ့ဒီမွန်လွဲပိုင်း2နာရီလောက်မှာလက်ဖက်ခြံတဲကမပေါက်ကွဲသေးတဲ့ဘုံကိုတွေ့ပြီးယူဆော့ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပေါက်ကွဲပြီးတော့အခုလိုမျိုးဒဏ်ရာရသွားတာလို့နှိဆက်သူတယောက်က ပြောပါတယ်ကလေးနှစ်ယောက်စလုံးဟာဒီဘိုက်ရဲ့ပြီးတော့ခနာကိုရဲ့နေရာအနှံ့တော်တော်များများမှာပေါ့လေပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုပါတယ်။ အခုဆက်ပြီးတော့ကဘာနဲ့ဒေတာတွင်းကသတင်းတွင်ကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတွင်းမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တချို့ဟာတခြားနေရာဒေတာတခြားနိုင်ငံတွေမှာလည်းဖြစ်ပျက်လေရှိပါတယ်။မကြသေးခင်ကတရုတ် drone ပညာရှင်တွေဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအကူအညီပေးနေတယ်ဆိုပြီးတော့ KNU တပ်မဟာလေးကပြောဆိုခဲ့တာကိုမှတ်မိကြအောင်ပါ။ဒီလိုအဖြစ်ပျက်မျိုးကဘာမှာလည်းတွေ့နေရပါတယ်။ ရုရှားနဲ့ဆစ်ဖြစ်နေတဲ့ယူကရိန်းသမ္မတဇလန်စကီးကရုရှားရဲ့ drone ထုတ်တဲ့နေရာတွေမှာတရုတ်နိုင်ငံသားတွေပါဝင်နေတယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ရုရှားဟာတရုတ်နိုင်ငံသားတွေကိုခေါ်ပြီးတော့တရုတ် drone နည်းပညာတွေကိုခိုးယူနေတာမျိုးလည်းဖြစ်နိုင်တယ်လို့သူကပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရုရှားမှာရှိတဲ့တရုတ်တန်အမတ်ကိုခေါ်ယူပြီးတော့ အသိပေးထားပြီဖြစ်တယ်လို့လည်းယူကရိန်းသမ္မတကပြောပါရယ်။နောက်ထပ်သတင်းတပုတ်ကတော့ထိုင်းနိုင်ငံကိုမကြာခဏသွားတဲ့သူတွေအတွက်သတင်းတပုတ်ကိုပြောပြပါမယ်။အခုလာမဲ့မေလာတရနေ့ကစပြီးတော့ထိုင်းနိုင်ငံတဲကိုကုန်းလန်းရေလန်းလေချောင်းလန်းဘယ်လန်းကပဲဝင်ဝင်ပေါ့လေဝင်တဲ့သူတိုင်းဟာကိုယ့်ရဲ့အချက်လက်တွေကိုအွန်လိုင်းကနေဖြည့်ဆွဲရမယ့်စနစ်တစ်လေးကိုစတင်တော့မှာဖြစ်ပါတယ် အလွဲပြောရမယ်ဆိုရင်တော့အရင်က white cat လို့ခေါ်တဲ့ TM6 ကပ်ပြားနေရာမှာအစားထိုးလိုက်တာဖြစ်ပါတယ်အခုစနစ်ကိုတော့ online digital arrival card online digital ဆက်ရောက်ကပ်ပြားဖြည့်ဆွတ်မှုလို့ခေါ်ပါတယ်ဒီကပ်ပြားကိုတော့ထိုင်းလာဝကကနေပေးထားတဲ့ဒီ link ကနေတဆင့်ပေါ့လေထိုင်းနိုင်ငံတည်းကိုမဝင်ခင်၃ရက်အလိုမှာပေါ့လေဖြည့်ဆွတ်လို့ရမှာဖြစ်ပါတယ် ဒီစနစ်ကိုတော့လုံခြုံရေးရွှေ့ပြောင်းမှုလမ်းကြောင်းနဲ့လူထုကျန်းမာရေးကိစ္စတွေအတွက်ရည်ရွယ်ပြီးတော့လှုပ်ဆောင်တာလို့လည်းဆိုထားပါတယ်။ link ကတော့ time digital arrival ကရဲ့အတူကောက်ဖြစ်တဲ့ TDAC နဲ့စပါတယ်။ TDAC.immigration. go.th ကိုသွားပြီးတော့ဖြည့်ဆွက်ရမှာဖြစ်ပါတယ်။ဖြည့်ဆွက်ပေးရမယ့်အကြောင်းအရာတွေကတော့ကိုယ်ရည်အချက်လက်ပါတယ်။ပြီးတော့တက်ခိုရမယ့်နေရာ၊ခီးသွားတဲ့ရည်ရွယ်ချက်၊ထွက်ခွာလာတဲ့နေရာနဲ့ဘယ်တော့ပြန်ပြီးတော့ထွက်ခွာမယ်။ဘာနဲ့လာပြီးတော့ဘယ်ကိုဆက်ပြီးသွားမယ်ဆိုတာတွေပါဝင်ပါတယ်။ဒါကတော့ထိုင်းကိုလာမဲ့သူတွေနဲ့သက်ဆိုင်တဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ ။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာပြည်မှာလေရင်စီးတဲ့သူတွေတီးဖို့လိုတဲ့သတင်းလေးလည်းပြောပြချင်ပါသေးတယ်။မြန်မာပြည်ကရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကနေခရီးသွားမဲ့ခရီးသွားပြည်သူတွေကိုလေဆိပ်အခွန်ကောက်ခံသွားမှာဖြစ်ပါတယ်။ပြည်တွင်းခရီးသွားတွေကလေဆိပ်အခွန်အဖြစ်မြန်မာကျပ်ငွေ1000ခွဲပေးရမှာဖြစ်ပြီးတော့ပြည်ပခရီးသွားတွေကတော့ဒေါ်လာ25ဒေါ်လာပေးဆောင်ရမယ်လို့ဆိုပါတယ်။ဟိုလေရင်လက်မှတ်ဝယ်ထားတဲ့ထဲမှာဒီ အပီပီဆိုင်ရာနိုင်ငံတကာကိုသွားမဲ့သူတွေကတော့ဒီလေရင်လက်မှတ်ဝယ်ထားတဲ့ထဲမှာ20ဒေါ်လာပေးပြီးသားဖြစ်တဲ့အတွက်တကယ်ခီးသွားတဲ့နေ့မှာ9ဒေါ်လာထပ်ပြော့ပေးရမယ်လို့ဆိုပါတယ်အဲ့ဒီ airport tax လို့ခေါ်တဲ့လေဆိပ်ခွန်ကိုမေလ12ရက်နေ့ကစပြီးတော့ကောက်ခံသွားမှဖြစ်တဲ့အကြောင်းကိုတော့ရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်မှာကြေညာထားပါတယ် သတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကညစဉ်တိုင်းရုပ်သံသတင်းအစီအစဉ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်။